နောက်ဆက်တွဲငလင်ငယ်တွေဇက်တိုက်လှုပ်ခတ်နေတဲ့အတွက်မန္တလေးမြို့မှာငလင်ကယ်ဆယ်ရေးစခန်းတွေကိုငလင်တန်နဲ့မိုးရံလေတန်ခန့်နိုင်ရှိအောင်တည်ဆောက်နေကြရတယ်လို့အကူအညီပေးနေသူတွေကပြောပါရတယ်။သီရိသတင်းပေးပို့ထားပါရရှင်။မလ28ရက်နေ့ကစကိုင်းမြို့အနီးကိုဗဟိုပြုပြီးအင်အားပြင်းငလင်ကြီးလှုပ်ခတ်ခဲ့တာရပ်ပေါင်း53ရက်ကြာမြင့်ခဲ့ပေမဲ့နောက်ဆက်တွဲငလင်ငယ်တွေဆက်လက်လှုပ်ခတ်နေဆဲဖြစ်ပါရတယ်။မေလ18ရက်နေ့ည17:00ဝန်းကျင်မှာ အင်အား9.3ရစ်တာစကေးရှိတဲ့ငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့တဲ့အတွက်မန္တလေးမြို့အပါဝင်မြို့တော်တော်များများမှာငလျင်တန်းခန်းစားခဲ့ကြရပါတယ်။ငလျင်လှုပ်ခတ်ပြီးနောက်မန္တလေးမဟာအောင်မြေမြို့နယ်စိန်ပန်းရက်ကွက်52လမ်းနဲ့89လမ်းထောက်အဘရာယာမရွှေကူကျောင်းတိုက်ထဲကငလျင်ပေးသိမ့်ကယ်ဆယ်ရေးစခန်းအပေါ်ကိုကော့ကိုပင်အမြင့်အခြေကနေလဲကြပြီးပြီးခဲ့တဲ့အတွက်အသက်၄နှစ်အရွယ်မိန်းကလေးငယ်နဲ့ဖခင်ဖြစ်သူတို့တည်ဆုံခဲ့ပါတယ်။ငလျင်ကယ်ဆယ်ရေးစခန်းတွေဟာ အကူအညီပေးသူတွေကငွေကြေးအခြေအနေပေါ်မူတည်ပြီးဝါ၊ထယံ၊တန်ဖရိန်၊သွန်မိုးစတဲ့ပုံစံမျိုးမျိုးနဲ့တိစောက်ထားကြရတဲ့အတွက်ငလင်တန်နဲ့မိုးတန်လီတန်မခံနိုင်တာတွေကြုံနေရတယ်လို့သိရပါဗျ။အကူအညီပေးရေးအဖွဲ့တွေအနေနဲ့ငလင်ကယ်ဆယ်ရေးစခန်းတွေထပ်မံဆောက်လုပ်တဲ့အခါငလင်တန်ခံနိုင်ရရှိအောင်တေချာစီမံပြီးဆောက်လုပ်နေကြရတယ်လို့ဆိုပါတယ်။ ကျွန်တော်တို့ပေါ်တော့ဒီငလင်းတက်ခဏရောအဓိကဥပ္ပီပြောက်တယ်ပေါ့နော်အစောဦးကိုကျွန်တော်တက်နိုင်စုခိုင်ပေါ့အောင်ဆောက်တယ်နောက်ပြီးတော့အဆောင်တွေလည်းအများကြီးတွဲမဆောက်ဘူးအများဆုံး၄ဆောင်၅ဆောင်ပဲပေါ့နော်နောက်ပြီးတော့ဒီမှာကျွန်တော်တို့ငလင်းတက်ခဏိုင်းနဲ့နေတာအပြင်အောင်ဒီအောက်အောက်ကိုလည်းပေါ့နော်ဒီမြေထဲမှာအနည်းဆုံး၃မြေပေါ့နော်၃မြေကိုကွန်ကရစ်တိုင်ထည့်တာပေါ့နော်ကွန်ကရစ်တိုင်ကိုချစ်ပနတ်ထားပြီးတော့ဆောက်တယ်ပေါ့နောက်ငလင်းတန်နဲ့အတူအခြားဒီမြေပြန်နေလည်းမဖြစ်အောင်ပေါ့နော်မြေပြန်နေတဲ့အတွက်ကိုလည်းကျွန်တော်တို့အာဝယ်ပြီးဆောက်တာ ငလျင်ကြောက်ပြိုကျခဲ့တဲ့အစာအုပ်တွေအောက်မှာတည်ဆုံးသူတွေရဲ့ရုပ်လောင်းတွေကျန်ရှိနေပြီးပရိုက်တာအဖွဲ့တွေအနေနဲ့ရှာဖွေရေးလုပ်ငန်းတွေဆက်လက်လုပ်ဆောင်နေကြရတယ်လို့သိရပါဗျ။မေလ19ရက်နေ့မနက်ပိုင်းမှာပြိုကျစကိုင်းဗလာအစာအုပ်အောက်ကအမျိုးသမီးတစ်ယောက်ရဲ့ရုပ်အလောင်းကိုထပ်မံရရှိခဲ့ပြီးခလေးပါဝင်အလောင်း120ကျော်ရှာဖွေတွေ့ရှိထားတယ်လို့သိရပါဗျ။နောက်ဆက်တွဲငလျင်ငယ်တွေဆက်လက်လှုပ်ခတ်နေတဲ့အတွက်ရှာဖွေရေးလုပ်ငန်းတွေကိုတတိထားလုပ်ဆောင်နေကြရတယ်လို့ပရိုက်တာအဖွဲ့ဝင်တစ်ယောက်ကပြောပါဗျ။ ငလင်းငယ်တွေလုတ်ခဲလာတဲ့ချိန်မှာလည်းကျွန်တော်အနေနဲ့ထိခိုက်မဲ့လူတွေအတွက်ပေါ့နော်တက်နိုင်ဆုံးနည်းသမျှနည်းအောင်ကြိုးစားပြီးတော့ရှိတဲ့ပစ္စည်းလေးတွေရှာဖွေပြင်ဆင်ဖို့အတွက်လည်းအစင်းနဲ့လုတ်ထားပါလုတ်တော့အနည်းတွေရဆိုရင်မနက်7:00နာရီကျော်လောက်ကတော့အနှန်းငယ်လောက်အချိန်ငယ်ပဲလုတ်တော့ပုံမှာကျွန်တော်အနေနဲ့နားထားရပေါ့နော်ဆရာပြည်လက်ရှိမှာဝင်ရှာဖွေနေတဲ့ဖွဲ့ဝင်ညီနောင်တွေကတော့အစာဦးတွေမှာဆက်လက်ရှာဖွေမှုမလုပ်ဘဲနဲ့အပြင်မှာစောင့်နေကြပါလိမ့်မယ်။အနေနဲ့ကျင်းနိုင်ပြီဆိုမှကျွန်တော်တို့ကပြန်ဝင်တယ်ဗျ။မလာ28ရက်နေ့က အင်အား9.9ရစ်တာစကေးရှိတဲ့ငလျင်ကြီးလှုပ်ခတ်ပြီးနောက်ပိုင်းမေလ20ရက်နေ့အထိနောက်ဆက်တွဲငလျင်ငယ်တွေဆက်လက်လှုပ်ခတ်နေတာ128ကြိမ်ရှိပြီလို့စစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ကျမဒီရီပါ။